စင်ဖြူရှင်လက်ထက်လွန်ခဲ့တဲ့နှစ်260ကတည်းကတုံပန်းတွေဖြစ်နေမြန်မာနိုင်ငံကိုခေါ်ဆောင်လာခံခဲ့ရတဲ့ထိုင်းနိုင်ငံသားတို့ရဲ့80မြောက်မျိုးဆက်တွေဟာသူတို့ဇာတိမျိုးဖြစ်တဲ့ထိုင်းနိုင်ငံရဲ့မြို့တော်ဟောင်းအယုဒ္ဓယာမြေစီကိုအလဲအပတ်အဖြစ်ပြီးခဲ့တဲ့ရက်ပိုင်းကပဲပြန်လည်သွားရောက်ခွင့်ရရှိခဲ့ပါတယ်သူတို့ဟာ2025ခုနှစ်အောက်တိုဘာလ18ရက်နဲ့18ရက်နေ့တာအတွင်းဇာတိမြေအယုဒ္ဓယာမြို့စီပြန်လည်လည်ပတ်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်။ မန္တလေးမတရားမျိုးနဲ့စုခါရွာမှာနေထိုင်နေတဲ့80မြောက်မျိုးဆက်ဖြစ်တဲ့အပွားတော်တင်ထွေးဟာသူ့ရဲ့အခြားမျိုးဆက်တွေနဲ့အတူအယုတ်တရားစီပြန်လည်ရောက်ရှိခဲ့တာဖြစ်တဲ့အကြောင်းထိုင်းမီဒီယာတခုဖြစ်တဲ့ခါစောကဖော်ပြပါတယ်။အပွားတော်တင်ထွေးတို့ဟာအယုတ်တရားကြာဆုံးခဲ့တဲ့1969ခုနှစ်ကနေမြန်မာနိုင်ငံအင်းဝမျိုးစီတုံပန်းအဖြစ်ခေါ်ဆောင်ခံခဲ့ရတဲ့အယုတ်တရားသားတို့ရဲ့80မြောက်မျိုးဆက်ဖြစ်ကအခုနှစ်ပေါင်း260အကြာမှာဘိုးဘေးဘီဘင်တို့ထံပြန်လည်ရောက်ရှိတာလည်းဖြစ်ပါတယ်။ ဒီလိုဇာတိမျိုးကိုပြန်ခွင့်ရဖို့အယုဒ္ဓယသားတို့သူတို့မျိုးဆက်တွေနဲ့ပြန်လည်ဆုံတွေ့နိုင်ဖို့အစီအစဉ်ကိုတော့ထိုင်းသမိုင်းပညာရှင်တဦးဖြစ်တဲ့ပန္နာဘတ်ခန်းနုအန်းဆိုသူကဦးဆောင်စီစဉ်ခဲ့တာဖြစ်ပါတယ်။ဒီအစီအစဉ်ကိုလွန်ခဲ့တဲ့10နှစ်ဖြစ်တဲ့2015ခုနှစ်ကတည်းကစီစဉ်ခဲ့တာဖြစ်ပြီးထိုင်းရှေးဟောင်းယဉ်ကျေးမှုနဲ့သမိုင်းပညာရှင်တွေဟာအင်းဝါရောက်အယုဒ္ဓယမျိုးဆက်တွေနဲ့ပတ်သက်ပြီးစူးခါရွာမှာလေ့လာမှုတွေလုပ်ခဲ့ပါတယ်။ အဲဒီနောက်ခရီးစဉ်ကိုစတင်ဖို့စီစဉ်တဲ့အခါစာရွက်စတန်းတွေနဲ့နိုင်ငံကူးလက်မှတ်တွေတောင်ရွက်ရာမှာလိုအပ်ချက်တွေရှိနေတာကြောင့်နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။အဲဒီခရီးစဉ်မှာမြန်မာကိုခေါ်ဆောင်ခံရတဲ့ထိုင်းမျိုးဆက်တွေဖြစ်တဲ့စူကားကြီးရွာကကြောင်းထိုင်စရာတော့ရွာတကြီးဦးစော်ဝင်းဒေါ်တင်ညွန့်နဲ့အသက်83နှစ်အရွယ်အဘွားတော်တင်ထွေးတို့ပါဝင်ခဲ့ပြီးမန္တလေးလေစိတ်ကနေဒုံမောင်းလေစိတ်စီလေးရင်နဲ့သွားခဲ့တာပါ။ ဒါဟာ1969ခုနှစ်အယုဒ္ဓယကိုသိမ်းပိုက်ပြီးနောက်မြန်မာရောက်မျိုးဆက်တွေပထမဆုံးအကြိမ်ပြန်လည်ရောက်ရှိတာဖြစ်ပြီးစူခါရွာသားတို့ရဲ့အိမ်ပြန်ဆိုတဲ့အစီအစဉ်အနေနဲ့ရောက်ရှိခဲ့တာပါအယုဒ္ဓယမြေစီရောက်တဲ့အခါဖနှက်ချုပ်ပြီးခြေပလာနဲ့ခြေချထိတွေးခွင့်ရတဲ့အတွက်ဝန်တာမျက်ရည်ကြရကြောင်းဘူးဘေးတွေရဲ့ပြည်ကိုအခုလိုပြန်လာခွင့်ရလိမ့်မယ်လို့ဘယ်တော့မှမထင်ထားခဲ့ကြောင်းအခွားတော်တင်ထွေးကသူ့ခံစားချက်ကိုယင်ဖွင့်ပါတယ် မြန်မာပြည်ကအယုဒ္ဓယသားတို့ပထမဆုံးခြေချခွင့်ရတဲ့နေရာဟာမြို့ဆောင်နန်းနန်းဖြစ်ပြီးအခြားထင်ရှားအရေးပါတဲ့ရှေးဟောင်းအထိမ်းအမှတ်နေရာတွေစီလည်းတွားရောက်ခဲ့ပါသေးတယ်။စင်ဖြူရှင်မင်းလက်ထက်အယုဒ္ဓယကိုအောင်းနိုင်ပြီးနောက်ယုဒ္ဓယမင်းနဲ့အတူညီတော်နှမတော်မိဖုရားမောင်မမေးတန်ဆားတဲ့မိသားစုဝင်တွေအပါအဝင်တထေးသူကျွဲပထိန်ပါပဲပန်းရန်ရွှေကြည်ထိုးစားတဲ့လက်မှုပညာသေးတွေအစိုးအတီးပညာရှင်တွေအချက်ပြုတ်ကျွမ်းကျင်သူတွေကအစအိမ်အောင်စုပေါင်းများစွာအင်းမွားစီခေါ်ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။ ထိုင်းဘီရင်ကြောက်ခွားတော့ရဲ့တမီတော်ကြောက်ခွားစောနဲ့မြန်မာဘီရင်တို့လက်ဆက်ပေါင်းတင်ပြီးဖြစ်တည်လာတဲ့မျိုးဆက်တွေလည်းဒီနှစ်မတ်လတုန်းကအယုတ်တယောက်ကိုအလေပတ်လာခဲ့ပါသေးတယ်။